င်္ဂလာပါခင်ဗျာ AR ကတင်ဆက်နေတဲ့ Dateline AR season မှာပြီးခဲ့တဲ့သမရဦးသိန်းစိန်အစိုးရလက်ထက်မှာအငြင်းအတွင်းဝင်ယာရုတွေကိုပြန်လည်ဖန်တီးပြီးသူတို့ရဲ့အစိုးရတွေကလူတွေကိုခန့်အပ်ခဲ့ပါတယ်ဒါရီယာအခုပြည်သူရွေးချယ်တင်ပြလိုက်တဲ့ NLD ခေါင်းဆောင်တဲ့အစိုးရအတွက်အသားအစီးတွေလားရည်ရွယ်ချက်တစ်ခုခုနဲ့ထိန်းချုပ်ကင်တွယ်ဖို့အတွက်ဖန်တီးခဲ့တာလားဒါမှမဟုတ်တခြားအလားတူ ရည်ရွယ်ချက်တွေမြန်ရှိသလားဆိုတာကိုဒီနေ့ကျွန်တော်ဖိတ်ကြားထားတဲ့ဧည့်သည်တွေဖြစ်တဲ့ပြီးခဲ့တဲ့အစိုးရရဲ့ကြံကြားရေးဝန်ကြီးဌာနရဲ့ဝန်ကြီးဦးရထွတ်နောက်ထပ်သူ့ရဲ့ရာထူးတစ်ခုကတော့ပြီးခဲ့တဲ့သမရဦးသိန်းစင်ရဲ့တူရသောပြောရေးဆိုခွင့်ရှိသူနောက်ထပ်တူကတော့နိုင်ငံရေးလှိလာတုံးသက်သူဒေါက်တာရံမျိုးသိန်းတို့ကကျွန်တော်နဲ့အတူဝင်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်က ARE အင်္ဂလိပ်ဘန် editor ကြော်တော်မှာပါဦးရထွတ်ရဲ့ ခုနကျွန်တော်ပြောခဲ့တဲ့အမြဲတမ်းအတွင်းဝင်တဲ့ကိစ္စကိုတမနာဥတင်စီ2014ခုနှစ်မှာပြောခဲ့တယ်2015ခုနှစ်မှာအာခန့်အပ်ခဲ့တယ်ပေါ့နော်ကျွန်ဝင်းကြီးထဏာမောင်36ခုမှာအမြဲတမ်းတွင်းဝင်နေအများကြီးခန့်ခဲ့တယ်အများစုကလည်းပဲအစိုးရတွေကလူတွေဖြစ်တယ်နောက်တနည်းအားဖြင့်ဗိုလ်မှူးကြီးဟောင်းတွေဒုဗိုလ်မှူးကြီးဟောင်းတွေဗိုလ်မှူးဖောင်းတွေလည်းအများကြီးပါတယ်တနည်းအားဖြင့်ဒါ1962ခုနှစ်ကဟလာအာနာရှင်ဦးနေဝင်ပေါ့လေစတင်ခဲ့တဲ့ကမိုးကြွေကိုစနစ်ကိုပြန်လဲအကောင့်ထဲပေါ်တဲ့သဘောဒါမှမဟုတ်ဆက်လက် လှုပ်ဆောင်တဲ့သဘောရှိတယ်။နိုင်ငံရေးရပြောမယ်ဆိုရင်အဲ့ဒီလှုပ်ဆောင်မှုဟာရိုးသားမှုရှိရလား။ဘုရားခံပြောရဲဆိုဆိုချက်ကိုတော့ကျွန်တော်ညင်းပါတယ်။နော်ရိုးသားမှုရှိလားလို့မေးရင်တိုင်းပြည်အကျိုးအတွက်ကျွန်တော်တို့အရိုးသားဆုံးစဉ်းစားပြီးတော့မှအကောင်းဆုံးဖြစ်အောင်ကျွန်တော်လုပ်ခဲ့တာပေါ့။ဘလို့ဖြစ်ခဲ့လဲဆိုရင်ကျွန်တော်တို့ကအပြုံပြောင်းလေးလုပ်တဲ့ခါမှာနိုင်ငံရေးစီးပွားရေးပြီးတဲ့ခါမှာကျွန်တော်တို့အုပ်ချုပ်မှုပြုံပြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာမှုတွေလုပ်တယ်။လုပ်တဲ့ခါမှာဘာသွားတွေ့လဲဆိုတော့ဒီမိုကရေစီစနစ်မှာရွေးကောက်ပွဲတွေက ့9နှစ်တစ်ကြိမ်ပုံမှန်ကျင်းပနေမယ်အစိုးရတွေကလည်းအနည်းဆုံး9နှစ်တစ်ကြိမ်10နှစ်ကြိမ်တော့ပြောင်းလဲနေမယ်အဲ့လိုပြောင်းလဲနေတဲ့ခါမှာကျွန်တော်တို့ကဒီရန်တရားကြီးကိုစီမစီကန်းနေပေါ့နော်ဆက်ပြီးတော့ထောင်သွောင်းနိုင်မယ်ဝင်ကြီးတွေဘယ်လိုပဲပြောင်းပြောင်းအစိုးရတွေဘယ်လိုပဲပြောင်းပြောင်းပုံစံပြည့်ဆက်တည်သွားနိုင်မှုတွေအတွင်းဝင်ရာထူးကိုအရင်တော့ fast block ခေတုံးကထားသလိုပဲဆက်ပြီးတော့ထားတဲ့နယ်လို့ကျွန်တော်တို့ကမြင်တယ်။မြင်လို့ကြောင့်မို့ဒါမဲ့တိုးတော့ကျွန်တော်တို့အချိန်ကအရန်ကတ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့အုတ်ချုပ်မှုစနစ်ပြည့်ပြောင်းလိုက်တစ်ခုလုံးတော့ကျွန်တော်မလုပ်နိုင်ခဲ့ဘူး။ဒီရာဒီရာထူးကိုပဲ ကျွန်တော်ဂျာကာလာရန်တရားတစ်ခုအနေနဲ့တီထွင်ပြီးတော့မှကျွန်တော်ခန့်ခဲ့ရတာပေါ့ဒါလိုလုပ်တဲ့အတွက်ကြောင့်မလို့အကျိုးရှိလားမရှိလားလို့မင်းပြီးခဲ့တဲ့အသွင်ကူပြောင်းရေးကာလမှာဝင်ကြီးဌာနတွေအလွှဲပြောင်းနေအားလုံးကိုထွက်သွားတဲ့ဝင်ကြီးတွေအဓိကတာဝန်ယူလုပ်ခဲ့တာမဟုတ်ပါဘူးစံပြုစုတာအစားနောက်ဝင်ကြီးတက်တူရှင်းတာအားလုံးကိုအမြဲတမ်းအတွင်းဝင်နေရလုပ်ခဲ့တာပေါ့ဒါမှမဟုတ်ဒါကတော့ဘာပဲပြောပြောအကျိုးရှိဖို့အတွက်ကျွန်တော်ရည်မှန်းပြီးလုပ်ခဲ့တယ်ပြီးခဲ့တဲ့အသွင်ကူပြောင်းရေးမှာလည်းအတွင်းဝင်နေဟာဘာပဲပြောပြောလာအကျိုးရှိဟို ထိရောက်တဲ့အခါကဏ္ဍပါဝင်ခဲ့တယ်လို့ပြောလို့ရတယ်ခင်ဗျားပြောတဲ့တတ်မတော်လူတွေအများစုပါတယ်ဆိုတော့မှတ်မှားတယ်ဘာကြောင့်ပါတယ်လို့မြင်လဲညွန်ကြိုင်းမှုချုပ်စီနီယာ level တွေမှာတက်ကလူတွေကအများစုဖြစ်နေတာပေါ့အဲ့တော့မလွဲမချောင်တော့ပါသွားတာပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကြားနေရတာတွေပေါ့နော်ဒါတွေကတော့တရားဝင်အနေနဲ့သတင်းထွက်တာတွေမရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့ထိဆက်ရသလောက်ဝန်ကြီးဌာနတွေအများစုမှာတော့အဲ့ဒီအတွင်းဝင်တွေအကုန်လုံးဆိုလိုတာမဟုတ်ပါဘူးအဲ့ဒါကူညီပံ့ပိုးတဲ့လူတွေအများကြီးရှိနေတယ် damage တပြိုင်တည်းမှာပဲအဲ့ဒီသူတွေက gatekeeper လို့ပေါ့နော် အဲသူတို့ကအတားအဆီးတွေဒီပုံစံနဲ့သွားမရမယ်ဆိုတော့ဟာမျိုးတွေဝင်ကြီးတွေရဲ့ policy နဲ့တဟဆလာမဖြစ်တဲ့မျိုးတွေကြားရတယ် complaint တွေပေါ့နော်ဆိုတော့အဲ့ဒါတွေမျိုးတွေအတွက်ကြတော့ပြဿနာတခုမဖြစ်သွားဘူးလားလို့လို့ဖန်တီးမှုပါအဓိကတော့ဝင်ကြီးဌာနတခုမှာမူဝါဒချမှတ်တဲ့အကြီးအကဲကဝင်ကြီးပဲအတွင်းဝင်တို့ဌာနဆိုင်ရာအကြီးအကဲဆိုတာကဝင်ကြီးရဲ့မူဝါဒတွေကိုဌာနဆိုင်ရာလုံထုံးလုံနေတဲ့စီမင်းစည်းကမ်းတွေနဲ့ညီအကောင့်ထဲပေါ်ပေးရလို့ပေါ့ဆိုတာကဝင်ကြီးရဲ့မူဝါဒကတည်ဆဲဥပဒေတခုနဲ့မကန့်ညီလို့ရှင်မကန့်ညီဘူးလို့ပြောရမယ် ကိုင်းကြီးဖို့အတွက်အောင်လုပ်ဖို့နီးလန်းရှိတယ်ဆိုသူကတင်ပြမယ်ဒါသူ့လို့ပေါ့တကယ်လို့အဲ့ဒါကိုစန့်ကျင်ပြီးတော့မှဝင်ကြီးရဲ့မူဝါဒကိုအကောင့်တဲပေါ်လို့ရရတဲ့အတိုင်းမလုပ်ဘူးဆိုတော့ဒါစီဝင်ကြီးအနေနဲ့သမရောက်တင်ပြပြီးတော့မှຢာတူကနေထုတ်ပယ်ပြလို့ရတာကွယ်မိုးစေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာတွေကြားထားလဲနောက်အဲဥယျာထုတ်ပြောခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ဘယ်လိုတုံ့ပြန်ကြရလိမ့်ရှိလဲဟိုကျွန်တော်တို့ပါလီမန်ဒီမိုကရေစီခေတ်မှာကျွန်တော်တို့နိုင်ငံမှာအတွင်းဝင်တွေကိုထားခဲ့တယ်ဒါပေမဲ့1962ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီအတွုံးဝင်နေနေရာတွေမှာကျွန်တော်တို့ကညှို့ချိုင်းမှုချုပ်တွေကိုအစားထိုးလိုက်တယ်။အဲပြီးတဲ့အခါကျတော့အခုကျွန်တော်တို့ကအတွုံးဝင်တွေကိုပြန်ထားဖို့လုပ်တဲ့နေရာမှာကျွန်တော်အမြင်အားဖြင့်ပေါ့လေတကယ်တမ်းကအစိုးရအဖွဲ့ကြီးကိုပို့ပြီးတော့ဖောင်းပွားသွားစေတယ်လို့ကျွန်တော်ကမြင်တယ်။လက်ရှိအချိန်ဒီမှာညှို့ချိုင်းမှုချုပ်နေရာမှာအစားထိုးတယ်ဆိုပေမဲ့လို့လက်ရှိအချိန်ဒီမှာဘာတွေတွေ့ရလဲဆိုတော့အများအားအတွုံးဝင်ဟာဒုတိယအများအားအတွုံးဝင်ဟာလက်ထောက်အတွုံးဝင်ဆိုတဲ့ယာဒူးအစ်စ်တွေပါထပ်ထပ်ပြီးများလာတဲ့အခါကျတော့ ကျွန်တော်အမြင်အားဖြင့်တော့ကျွန်တော်တို့နိုင်ငံလိုဗျာအရှိတောင်အရှမှာအစင်းရဲဆုံးနိုင်ငံတနိုင်ငံရဲ့အစိုးရအဖွဲ့အသုံးစည်းဟာအရန်ကြီးမားလွန်းရင်ဒါဟာပြည်သူလူထုကိုဝန်တော့ဝန်ပိုးဖြစ်စေမယ်လို့ကျွန်တော်ကမြင်တယ်။အဲအဲ့ဒီအတွက်ကြောင့်မလို့ဥမာလွန်ခဲ့တဲ့တမနာဦးသိန်းစိန်အစိုးရလက်ထက်မှာဆိုရင်ဥမာဝင်ကြီးနဲ့ဒုဝင်ကြီးအရေးအတွက်ကဥမာတရားနည်းနည်းလောက်ရှိတယ်။အဲ့ဒီအခြေအနေမှာ ထပ်ပြီးတော့အမြဲတမ်းအတွင်းဝင်နေထပ်ပြီးတော့ခံထားလိုက်တာဟာကျွန်တော်အမြင်အားဖြင့်တော့အခြေအနေနဲ့ဟိုလိုက်လျောညီထွေမှုမရှိဘူးလို့မြင်တယ်။ အရင်အစိုးရကထားခဲ့တဲ့အထိုင်ထဲမှာပဲဆက်ပြီးအလုံးလုံးနေမယ်ဆိုရင်ကျွန်တော်အမြင်ကတော့လာမယ့်9နှစ်အတွင်းမှာပြည်သူကိုမျက်နှာမူတဲ့အပြောင်းလဲတွေဖြစ်လာနိုင်မှုအလားအလာနည်းတယ်လို့ကျွန်တော်ကသုံးသပ်တယ်။ဒါပေမဲ့လက်ရှိအစိုးရကလည်းဥယျာထုတ်ကောအကွယ်မှုသိအောင်တည်တဲ့အတိုင်းပဲဒီအတွင်းဝင်တွေအများအတွင်းဝင်တွေကိုဆက်ထားရတာပဲလေ။သဘောကတော့ကျွန်တော်ထင်တယ်နိုင်ငံရေးအရာအခုကမျိုးဆက်ပြန်လဲတင်မယ်ကိုသွားနေတာဖြစ်တယ်။ဆိုတော့နိုင်ငံရေးဟလာ space တစ်ခုဒါမှမဟုတ်နိုင်ငံရေးအထာတစ်ခုကို ထားထားတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဆိုတော့တကယ်လို့လာကုနာလို့အမ်ဆန့်ကျင်တဲ့လူတွေတွေ့လာမယ်ဆိုရင်ရောဒီလက်ရှိအစိုးရတကယ်ကိုဖြုတ်လို့ရလားအဲ့လိုမျိုးတွေကိုနံပါတ်1ကသမရကိုဖွဲ့စည်းပုံအခြေခံဥပဒေပေးတာမှာဝန်ထမ်းဖွဲ့အကြီးအကဲတွေကိုခန့်အပ်ခြင်းဒီဒီဖယ်ရှားခြင်းပေါ့လုပ်ပိုင်ခွင့်ရှိတယ်နောက်ခုနကဥညာမျိုးသိန်းပြောနေပတ်သက်ဆက်ဆက်ပြောရင်ကျွန်တော်တို့ကတကယ်ကြတော့ဟိုအုတ်ချိုရေးစနစ်ကိုပြုပြင်ပြောင်းလဲခဲ့တာဒီချိန်မှရှိခဲ့တာပေါ့နော်လွတ်လပ်ရတဲ့ခါကျတော့48ခုနှစ်ရတဲ့ခါမှာအင်္ဂလိပ်ရဲ့ခုနအတွင်းဝင်စနစ်ကိုကျွန်တော်ပြောင်းတင်တာနည်းနည်းပါးပြောင်းလို့ဆက်သုံးလာခဲ့တယ် ဒါပေမဲ့80 60နှစ်တက်လာပြီးတဲ့အခါမှာဆို69လောက်မှာစပြီးတော့မှဆိုရှယ်လစ်ဒီအခြေခံဥပဒေနဲ့ကန့်ကြီးတဲ့ဟာကိုလုပ်ဖို့ဆိုတော့82ခုနှစ်မှာကျွန်တော်တို့အချို့စနစ်တွေပြောင်းလဲမှုဆိုတော့လုပ်ခဲ့တယ်88ပြီးတဲ့နောက်ပိုင်းမှာလည်းလမ်းစဉ်ပါတီခက်ခါဟာကိုပဲကျွန်တော်ကမုံမှန်ပြီးတော့ပဲတုံးလာတာသဘောကြီးအခုအတွင်းမှုဆိုရတယ်ခုနကကျွန်တော်ပြောသူပဲကျွန်တော်ကဂျားကာလာရီမန်းနေမလုပ်ရတာအဲ့တော့ဘာဖြစ်လို့ဆိုကျွန်တော်ကခေါင်းမဲလဲလိုက်တာအောက်ကအတွင်းဝင်ဖြစ်အောင်ဟိုတုန်းကပြုစုပြောင်းထောင်ပေးခဲ့တဲ့လက်ထောက်မြို့ပိုင်းမြို့ပိုင်းအရေးပိုင်းခရိုင်ဝင်တဲ့ဒီလိုမျိုးအစင်းစစ်တက်လာတဲ့ရန်ရည်ရည်လက်ကျင်ပြည့်တဲ့ရန်ရည်ရည်မရှိဘူး တော့ကောင်းတာကတကယ်ဖြစ်တင်တာတော့နိုင်ငံရေးသဘောတော့ပြန်အပေါ်တန်းအဆောက်အုံပြောင်းရင်အောက်ထပ်အဆောက်အုံလိုက်ပြောင်းအောင်ဆိုတော့လမ်းစဉ်ပါတီလုတ်ခတာမှားတယ်မှန်တယ်ကျွန်တော်တို့အောင်မြင်တာမအောင်မြင်တာတပိုင်းတိုးတော့သူဒီ social စနစ်ကိုသွားမဲ့အခါမှာ social စနစ်နဲ့လိုက်ကြည့်တဲ့အုပ်ချုပ်ပုံစနစ်ကိုစနစ်ကျလိမ့်လာပြီးသူလိုက်ပြောင်းပြခဲ့တယ်ဒါတိုးကသူမအောင်မြင်တာတပိုင်းပေါ့အဲ့တော့ကျွန်တော်တို့ကတကယ်တော့အခုဒီမိုဆီသွားပြီဆိုရင်ကျွန်တော်တို့ကလည်းဒီမိုကရေစီနဲ့လိုက်တော့ညီတွေတဲ့နိုင်ငံဝန်ထမ်းစနစ်နောက်တစ်ခါအုပ်ချုပ်မှုစနစ်ကိုတေချာလေ့လာပြီးတော့မှတနေ့နေ့လေ့လာပြီးတော့မှကျွန်တော်ပြန်ပြောင်းမှရမယ်မဟုတ်လို့ရှိရင်တော့ခုနပြောသလိုပဲ အပေါ်တော့အဆောင်နဲ့အောက်ထပ်အဆောင်နဲ့ဘလို့မှအခြေဆက်ကတိကျမိမှာမဟုတ်အလုံးမဖြစ်ဘူးလို့ဆိုတော့ဖြစ်တော့ဖြစ်မယ်ဒါပေမဲ့ခင်ဗျားတရားငိုင်လုံးလိုချင်တော့ဒီစနစ်ရတရားငိုင်လုံးမထွက်နိုင်ဘူးမထွက်နိုင်တာကန့်လန့်တိုက်တာမဟုတ်တချို့ကလုံးကမလုပ်တတ်တာရှိတယ်အဲ့အဲ့နေရာမှာတော့တခုကျွန်တော်တို့ကြားတာပေါ့နော်အဲကျွန်တော်ပြောတဲ့အဲဒီအဆင့်မြင့်အရာရှိရှိပါပါတယ်နေပြည်တော်ကနေပြီးတော့အဲဝင်ကြီးတွေကသူတို့တွေကလည်းအတွေ့အကြုံကလည်းအများကြီးမရှိကြသေးဘူးဥမာစပါပဲနော်ဒါပေမဲ့ခုနအတွင်းဝင်တွေတို့ညွန်ကျုပ်တွေတို့ကအဓိကလူတွေ哦ဆိုတော့ဒီနေရာမှာဝန်ထမ်းတွေကလည်း ဒီဒီခါကျရင်နိယတာကြောက်ရတဲ့သဘောရှိတယ်ဆိုတော့ဟိုအတွင်းဝင်တွေရဲ့ပြောကြားတဲ့နေမှာဆက်ပြီးတော့လောက်ရတယ်ပေါ့နော်ဆိုတော့ဒီလိုနေရာမှာရောလက်ရှိအစိုးရကဘလောက်ထိမြန်မြန်ဆန်ဆန်ပြင်ပြောင်းလဲမှုလုပ်တင်လဲအဲ့လိုနေရာတွေကိုဝင်ကြီးတွေအနေနဲ့ပေါ့လေဒီအတွင်းဝင်တွေကျွန်တော်တို့ညွှန်ကြားမှုချုပ်တွေရဲ့အတန်ကိုနားထောင်ဖို့လိုအပ်တယ်လို့အောက်ချိန်မှာရှိတယ်ပေါ့လေအရာရှိတွေနောက်အခြားအဆင့်ဝန်ထမ်းတွေရဲ့အတန်တွေထင်မြင်ချက်တွေကိုလည်းတီးခြားရယူနိုင်ဖို့လိုအပ်တယ်လို့မြင်တယ် ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအခုချိန်မှာအပြောင်းလဲကိုစဉ်းစားတာ။အဲ့ဒီအပြောင်းလဲဟာကျွန်တော်ပြောတာဖောက်ထွက်နိုင်တဲ့အပြောင်းလဲမျိုးဖြစ်ရမယ်ဗျာ။ innovative ဖြစ်ရမယ်။နောက်ပြီးတော့ competitive ဖြစ်ရမယ်။ရှင်ပြိုင်နိုင်တဲ့အပြောင်းလဲမျိုးဖြစ်ရမယ်။ဥပမာဆိုလိုချင်တဲ့သဘောကရှင်ပြိုင်နိုင်တယ်ဆိုတာကျွန်တော်တို့ရဲ့အိန္ဒိချင်းနိုင်ငံတွေမှာရှင်းနေတဲ့စနစ်တွေနဲ့ရှင်ပြိုင်နိုင်တဲ့အပြောင်းလဲမျိုးဖြစ်ဖို့လိုတယ်။အဲ့ဒီအခါကျတော့အဲ့ဒီလောက်ထိရည်မှန်းချက်ထားပြီးတော့အဒီဝင်ကြီးတွေအနေနဲ့ပြင်ဆင်ဖို့လိုအပ်တယ်လို့ကျွန်တော်ကမြင်တယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့အခုစဉ်းစားရမယ့်အချက်ထဲမှာဘာပါလဲဆိုတော့ဒါအ တမတော်ကနေပြီးတော့အငိမ့်စားယူပြီးတော့ဒီမှာလာပြီးတော့တာဝန်ထမ်းဆောင်နေတဲ့ပုံကူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်အားဖြင့်တော့အတီးတန့်စဉ်းစားဖို့လိုအပ်တယ်လို့မြင်တယ်။ဥပမာအဲ့ဒီလိုတာဝန်ထမ်းဆောင်နေတဲ့အတွက်ကြောင့်မလို့အောက်ခြေကနေတက်လာတဲ့ဝန်ထမ်းတွေအတွက်အခွင့်အလန်းတွေနည်းသွားတဲ့ဟိုမှတ်တမ်းတွေကအများကြီးပဲ။အဲ့ဒီအခါကျတော့လက်ရှိအခြေအနေမှာဒီလိုဖြစ်စဉ်မျိုးတွေထပ်မဖြစ်အောင်နောက်ပြီးတော့ဒီလိုဖြစ်စဉ်မျိုးတွေဖြစ်တာကိုဘယ်လိုပြောင်းလဲပြီးရနိုင်မလဲဆိုတဲ့အချက်တွေကို စဉ်းစားဖို့လိုတယ်လို့တော့ကျွန်တော်ကမြင်တယ်ဗျဟုတ်ကဲ့ဒီနေရာမှာအဲ့ပြီးခဲ့တဲ့ဒီအာအမြဲတမ်းအတွင်းဝင်ရာသီဥတွေကိုဟလာဟိုခန့်အပ်ဖို့ဆွေးနွေးတဲ့အချိန်မှလည်းပေါ့နော်2015ခုမှာဆိုရင် NDI ဘက်ကဆိုရင်ကိုမြညာနာဆိုးတင်တယ်အဲ့တို့တွေကနေပြီးတော့ဒါကိုကန့်ကွက်ပြီးတော့အဲဆွေးနွေးခဲ့တယ်ဒါတွေကအတားစီလုပ်ဖို့လို့တို့ယူဆခဲ့တယ်အဲ့အခုဒီဘက်နောက်ဘက်မှာပြန်ကြရတာလဲဟလာဝင်ကြီးဥရထုမဟုတ်အဲတော့မဟုတ်ဘူးပေါ့လေကျွန်တော်ကြားတာတခြားဝင်ကြီးတွေထဲမှာဒီအတွင်းဝင်တွေကနေပြီးတော့တို့နဲ့ပုံမှန် ဆက်သွယ်ရေးလမ်းကြောင်းမျိုးတွေပေါ့ informally ပေါ့နော်ရှိနေတာတွေကြားရတယ်တည်င်းတိုက်ရိုက်ပို့တာမဟုတ်ပေမဲ့တိုင်ပင်မှုတွေရှိတာတွေကြားရတယ်ဆိုတဲ့အခါကျတော့ဟိုအရင်အစိုးရ policy မဟုတ်ပေမဲ့လည်းပဲအဲ့လိုမျိုးဟာတွေကလက်ရှိအစိုးရအတွက်ကောအနောက်အချက်အတားအဆီးတွေလို့ကျွန်မပြောရတယ်ဘာလို့ဟိုပြောရရင်တော့ဗျာသမ္မတကြီးဦးသိန်းစိန်ပေါ့သမ္မတဟောင်းဦးသိန်းစိန်ရဲ့မူကတော့ကျွန်တော်နားယူပြီးတဲ့အချိန်မှာသူပြောပါတယ်အဲကိုယ်ဌာနမှာရှိတဲ့ဟာတွေကိုဟိုဘလောက်လူမျိုးကြီးကဘလောက်ပဲခင်ခင်တတ်နိုင်သမျှ ခုလိုချိန်မျိုးမှာပေါ့နော်ဟိုဒီအလွှဲပြောင်းဖြစ်ပြီးခါစားချိန်ဒီမှာတော့အရန်သွားပြီးတော့မဆက်သွင်းနဲ့ဆိုတော့တစ်ကတော့ခုနပြောသူခင်ဗျားပြောသူလိုမျိုးအထင်မှားမြင်မှားမှုတွေရှိနေတာပေါ့နှစ်ကတော့အဲသူတို့ကဘာမှမပေါက်တဲ့ပြင်လေဘေးရလူကသွားပြောတဲ့ခါမှာဝင်ကြီးတွေအနေနဲ့ဒီလူတွေဟာငါငါတို့ခိုင်းတာလောက်ပါလောက်ပါမလို့တန်တရားစိတ်ဝင်သွားရင်အထက်အောက်ဆက်ဆံရေးမှာတန်တရားရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့ပြောဖို့ပါတယ်ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပြောရတော့ကျွန်တော်နဲ့လက်တွဲလုပ်ခဲ့တဲ့လူတွေအားလုံးကိုကျွန်တော်အခုနေပြီးတော့ရောက်နေတယ်ကျွန်တော်ဘယ်မှဆက်သွင်းမလို့အခုမှတော့ အလုတ်ကိစ္စပေါ့ဗျာကျွန်တော်ရဲ့ပင်စင်ကိစ္စလို့ဟာဘူးနဲ့လူရင်တော့အလုတ်သဘောရပဲပြောတယ်လူမှုရေးရကျွန်တော်တို့ကတော့ဆက်သုံးမရှိအောင်တတ်နိုင်များစောင့်သိနေတယ်အဲ့တော့ခင်ဗျားပြောတဲ့ဟာမျိုးကတချို့မှာတော့ရှိကောင်းရှိနေတာပေါ့ဒါပေမဲ့ကျွန်တော်ပြောတာကအဲ့လိုမျိုးရှိလာလို့ရှင်လဲဝင်ကြီးတွေနေနေကထိရောက်ရေးပေါ့ဗျာဒါဘာဖြစ်လို့ဆိုတော့ခုနကိုကြံမသိပြောတဲ့သဘောတူပါတယ်ဝင်ကြီးတွေနေနေကလမ်းညောင်းတွေဖွင့်ပေးထားဖို့လိုတယ်ဗျာဆိုတော့ကိုဝင်လာတဲ့ချိန်မှာဟလာဌာနเจ้าမသိသေးလို့ရှင်လဲတိနိုင်မှုတွေလမ်းညောင်းတွေပဲများဖွင့်ပေါ့ ခုနကမှထွက်လာတဲ့တင်းလမ်းကြောင်းတွေပုံနဲ့နောက်မီဒီယာတွေပေါ့နော်ဒါတွေကဘဝကနေပြီးတင်းကိုစီစစ်လက်ခံမှာဆိုရင်ကျွန်တော်ထင်တယ်လေဝင်ကြီးတယောက်ကိုအတူဝင်တယောက်ကထိန်းချုပ်ဖို့ဆိုတာအတော့ခက်ပါတယ်ကျွန်တော်တို့နိုင်ငံမှာပြောမယ်ဆိုရင်1960နှစ်နောက်ပိုင်းမှာဆိုရင်ခုနပြောတဲ့တက်မတော်ကနေပဲပြောပြောဆိုရှယ်လစ်ပါတီပေါ့ဦးနေဝင်ခင်မှာဆိုရင်ဟာနေပြီးတော့သူတို့ရဲ့တက်မတော်ကဝင်ဟိုရာရှိဟောင်းတွေကိုဒီဝင်ကြီးဌာနတွေကိုသွတ်သွင်းတာ哦အဲ့ဒါအမှုကြွရှိကူပေါ့နော်အဲ့ဒီခါကြီးကတကယ်တော့နိုင်ငံကြီးကပြောမယ်ဆိုရင်ဒါကအာဒီ အမွေဆိုးလို့ပြောလို့ရတာပေါ့ဥထရီသေးချပြောင်းလို့မရသေးဘူးဆိုတော့ဘလောက်ထိအဲ့ဒီရဲ့အချိန်ပေါ့ကဆက်သွားနေတာလဲဆက်သွားနေလို့တွေ့ရတယ်ဘယ်အချိန်မှကျွန်တော်တို့ဒီလူတွေကိုဖယ်ရှားပြစ်တင်တာလဲကျွန်တော်တို့ပြောရရင်တော့အဲ့ဒီဟာဘယ်နေ့စဖြစ်လဲလို့မေးရရင်ကျွန်တော်အိမ်ဆောင်အစိုးရလက်ထက်မှာအထူးအရာရှိဆိုတော့တက်မတော်အရာရှိတွေခေါ်လိုက်တယ်ကျွန်တော်ထင်တယ်အဲ့ဒီတော့ရာကနန်းနောက်တော့ပဲရှိပါတယ်ဒါပေမဲ့အဲ့ချိန်တုန်းကတော့အိမ်ဆောင်အစိုးရလုပ်ငန်းတွေကအောင်မြင်ခဲ့တာ哦ဘာပဲပြောပြောအောင်မြင်ခဲ့တယ်အဲ့တော့တော်လိုင်းကောင်စီတက်လာတဲ့ခါကျတော့ အဲသူတို့အစားဘက်မှာပြောတဲ့မေကွန်းနဲ့ကြည့်လိုက်ရင်ဒီဘူရိုကရေစီရန်တရားကဆိုရှယ်လစ်ခေပြောင်းတော်လှန်ရေးကိုလှုပ်တဲ့အခါမှာတာစီဖြစ်နိုင်တယ်လို့သူတို့မြင်တယ်။မြင်တော့အဲ့ငကိုရှိပြီးသားလူတွေကိုသူတို့ကချက်ကင်ဘယ်လန့်စ်လုပ်နိုင်မှုဆိုတော့မှစပြီးတော့ဖြည်းဖြည်းချင်းတွန်းလာတာပေါ့ဗျာ။တွန်းလာရင်လည်းနောက်ပိုင်းမှာတော့ဒန်းစစ်ပါတီကခေါ်တော့ကေတာမြုပ်နိုင်ရေးပေါ့။ဆိုတော့ဒီလိုမျိုးတွေထည့်လာခဲ့တာပေါ့။အဲ့တော့ဒါမှမဟုတ်ခုနကျွန်တော်ပြောတယ်တစ်ကတော့ခင်ဗျာရှိနေတဲ့လူတွေအားလုံးကိုတော့ခင်ဗျာအကုန်လုံးကိုတွားတော့လို့မောင်းထုတ်လို့မရဘူး။အဲ့ဒါဟာပို့ပြီးတော့ရှုပ်ထွေးစေဖို့ရှိတယ်။ဒါမဲ့တော့စံတစ်ခုကိုတတ်မှတ်လို့ရတယ်။ အဲ့ဆန်နဲ့မညီတဲ့လူတွေတော့ခင်ဗျားတို့ဒီဝန်ထမ်းစီမင်းစည်းကမ်းရဖယ်ရှားလို့ရတယ်ဒုတိယတစ်ချက်ကတော့ခုနကကျွန်တော် ပြောသလိုပဲကျွန်တော်တို့ကတကယ်တော့အုပ်ချုပ်ရေးစနစ်ကြီးတစ်ခုလုံးကိုကျွန်တော်တို့သွားနေတဲ့ပါတီစုံဒီမိုကရေစီစနစ်နဲ့ကိုက်ညီအောင်ကျွန်တော်ပြန်ပြီးတော့ပြောင်းရမယ်အဲ့တော့ဥယျာထုတ်တော်ကမလုံနိုင်ငယ်ဘူးလားလို့မင်းကျွန်တော်တို့မလုံနိုင်ငယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ပထမဆုံးဦးစားပေးရနိုင်ငံပြည်ပြင်ပြောင်းလဲမှုပြီးရင်စီပွားရေးပြင်ပြောင်းလဲမှုဒါမှမဟုတ်ကျွန်တော်က first way လို့ခေါ်တယ်ပထမအဆင့်မှာကျွန်တော်အဲ့ဒါကိုဦးစားပေးလုပ်ခဲ့တယ်ဒုတိယအဆင့်ကျမှကျွန်တော်အုပ်ချုပ်မှုပြင်ပြောင်းလဲရေးကိုစတဲ့အခါမှာလုပ်ငန်းစဉ်တွေဖြေလျှော့တာတွေဌာနဖွဲ့စည်းပုံတချို့ပြောင်းတာလောက်ပဲကျွန်တော်လုပ်နိုင်တယ် လုံပုံလုံနည်းတွေပြောင်းသွားအောင်ဝန်ထမ်းရွေးချယ်ပုံရွေးချယ်နည်းတွေဝန်ထမ်းတွေကိုလေ့ကျင့်ပေးတာတွေအဲ့ဒီဝန်ထမ်းတွေကိုအောက်ခြေခံတွေမှာအတွင်းဝင်အထိကိုတုံးကခေါ်တော့သူကအနေငယ်တန်းဝန်ထမ်းနဲ့အကြီးတန်းဝန်ထမ်းခေါ်တော့ပေါ့အကြီးတန်းဝန်ထမ်းတွေရောက်အောင်ဘလို့ပြုစုပြောထောင်မလဲဘလို့ criteria စစ်မယ်ဆိုတဲ့ဟာကမရှိဘူးဒါမှမဟုတ်ကျွန်တော်တို့ဒီအပေါ်ဒါဆောင်ဖြစ်တဲ့နိုင်ငံရေးစနစ်နဲ့ကိုက်ညီတဲ့အခြေခံအဆောင်တစ်ခုဖြစ်အောင်တော့ကျွန်တော်တို့ကအုပ်ချုပ်စနစ်ပြုပြောင်းလေးကိုစနစ်ကျလေ့လာပြီးလုပ်တင်တယ်လို့ကျွန်တော်မြင်တယ်နောက်ဆုံးအနေနဲ့ဥရထွေအခုလက်ရှိအတွင်းဝင်နေပေါ့နော် အမြဲတမ်းအတွင်းဝင်နေအစိုးရတည်းရပေါ့အရင်အစိုးရခန့်ခဲ့တဲ့သူတွေဒီအစိုးရနဲ့ဘယ်လိုမျိုးအလုပ်လုပ်သင့်တယ်လို့တည်င်းပေးခြင်းလဲဘယ်လိုအကြံဉာဏ်ပေးခြင်းလဲမြန်မာပြည်ဒီမိုကရေစီတည်ဆောက်တဲ့လမ်းကြောင်းမှာချောချောမွေ့မွေ့ဖြစ်ဖို့အတွက်ကျွန်တော်တို့အစိုးရနောက်ဆုံးနှစ်လပိုင်းတွေမှာလည်းဒီကိစ္စကိုကျွန်တော်တို့အများအားဝန်ထမ်းတွေနဲ့တွေ့ပြောပါတယ်အဓိကတော့ဒီမိုကရေစီစနစ်မှာဝန်ထမ်းဆိုတာကတူးချင်းအနေနဲ့ကတော့ကိုကြိုက်နှစ်တရာပါတီကိုမဲပေးခွင့်ရှိတာပေါ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုအနေနဲ့ကတော့ဒီအစိုးရနဲ့မိမိဌာနရဲ့ဝန်ကြီးရဲ့ policy ကို လုံထုံလုံနေနဲ့အညီဖြစ်အောင်အကောင်ဆုံးဖြစ်အောင်အကောင့်ထဲပို့ပေးရမယ်တာဝန်ရှိတယ်ဒါကိုကျွန်တော်တို့လိုက်နာဖို့ပြောခဲ့တာပေါ့တိုးတော့ပြောရမယ်ဆိုတော့ဗျာဟလာတပါတီစနစ်အောင်မှာရောတပ်မတော်ကဘဟုကချုပ်ကန်စနစ်အောင်မှာနှစ်ပေါင်းများစွာနေလာတဲ့ခါမှာတော့ရုပ်တရက်ခွဲထုတ်လိုက်တဲ့ခါမှာကိုလူကရာဖြစ်တဲ့စိတ်တွေကိုကျွန်တော်ရှိတယ်လို့နားလဲပါတယ်ဆိုတော့အစ်စ်ဝင်လာတဲ့လူတွေကလည်းဝန်ထမ်းတွေပေါ်မှာအပြည့်အဝမယုံကြည်ဘူးဝန်ထမ်းတွေကလည်းအစ်စ်ဝင်လာတဲ့လူတွေမှာတစ်ခုဖြစ်တဲ့နဲ့ငါတို့အများစည်းပြစ်မလားဆိုတော့စိတ်မျိုးတွေလည်းရှိတာပေါ့ဆိုတော့အဓိကကတော့ခုနအခြေခံစိတ်နဲ့အတူလက်တွဲလုပ်ပါလက်တွဲလုပ်ပြီးတော့ရှင်တော့ အတန်တရားတွေကိုဖျောက်ပြီးတော့မှပေါင်းလို့ဖို့ပဲလိုတာပဲငါးကြောင့်သူ့ကြောင့်ဆိုတဲ့ဟာကတည်းကပေါ့နော်ယုံကြည်မှုကိုအရင်ဆုံးတိဆောက်လက်တွဲလုပ်ဖို့လိုတယ်လို့ပဲကျွန်တော်ဝန်ထမ်းတွေကိုအကြံပေးခြင်းတယ်ဟုတ်ရထုတ်ကဲမိုးသိန်းမြောင်းစင်းရတဲ့ကျေးဇူးများတင်ပါခင်ဗျာ